ဖေးဖို့တဲ့ပါရှိနေတဲ့မိဘကြီးကိုပေါတပါဗျာโอเคအားလုံးကဲမိဘကြီးကိုပေါတပါဗျာဒီနေ့မနေ့တော့ဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေပေါ့နော်နိုင်ငံရေးအခြေအနေတွေကိုဒါကျွန်တော်တို့ပြောသွားမှာဖြစ်ပါတယ်လို့เนาะဒါကျွန်တော်တို့ပြောပြပါမှာဖြစ်ပါတယ် အဲ့မိဘညီကိုမတော်မများအခုဒါကျွန်တော်တို့အခုလက်ရှိဖြစ်ပေါ်နေတဲ့မြန်မာနိုင်ငံရေးရဲ့အခြေအနေကတော့ဒါခေါင်းစဉ်ကတော့ဒါကျွန်တော်တို့အတုအယောင်အောက်မှာပဲရှိပါသေးတယ်အတုအယောင်အောက်မှာပဲရှိပါသေးတယ်เนาะအတုအယောင်အောက်မှာရှိနေတဲ့အတွက်ကြောင့်မြန်မာနိုင်ငံမှာရှိနေတဲ့မြေပြန်ဒေတာမှာရှိနေတဲ့ပြည်သူလူထုရောနောက်ပြမဒီကျွန်တော်တို့တိုင်းရင်းသားတွေအားလုံးပါเนาะတိုင်းရင်းသားခေါင်းဆောင်တွေအားလုံးပေါ့အထူးသတိဝိရိယရှိဖို့အတွက်လိုအပ်ပါတယ် เนาะအဲ့တော့မြန်မာနိုင်ငံမှာเนาะဒီမူရင်းစည်းဝါးတွေနဲ့ပတ်သက်ပြောမှာအများဆုံးအများဆုံးပတ်သက်ဆက်နွယ်မှုရှိတဲ့အတိုင်းအဝန်းကိုပြောပြပါဆိုလို့ရှိရင်အကြမ်းစစ်ကောင်စီကတော့မူရင်းစည်းဝါးတွေနဲ့ပတ်သက်ပြောမှာပတ်သက်ဆက်နွယ်မှုအရှိဆုံးပဲအခုဒီအချိန်မှာ तू ကဒီ तू ကမျက်နှာရဖို့အတွက် तू ကထူးထူးတဲ့ကာလလို့ပြောလို့ရတယ်เนาะအကြမ်းစစ်ကောင်စီကထူးထူးတဲ့ကာလလို့ပြောလို့ရတယ် ်ထူးကြီးတဲ့ကာလလို့ပြောလို့ရတဲ့အတွက်ကြောင့်အားလုံးအဆဆအရာတောင်တန်းဒေတာကောမြေပြန့်ဒေတာကောအားလုံးအဆဆအရာအရာအထူးသတိဝိရိယရှိရမယ်အချိန်ကာလဖြစ်ပါတယ်လို့ပြောပြချင်ပါတယ်နော်အဲဒါကြောင့်ညပရမအခေါ်က तू ကဒီသူရဲ့ရွေးကောက်ပွဲကိုပေါ့နော်ငါးတုံညငါးနဲ့ထုတ်ပြန်ထားတဲ့လူတွေပေါ့နော်ပြန်လာပြီးတော့မှအာဒါကျွန်တော်တို့မဲလာပေးလို့ရတယ်ဆိုတော့ဒီညှ ாக்கு ပေါ့နော်အဲ့ဒီတခုကိုသူတို့လှုပ်ထားပါတယ် ဲ့တော့9တောင်ကြ9ဆိုတယ်အာသူတို့ရဲ့ယူကောက်ပွဲကိုမဲပေးဖို့အတွက်ကြတော့အာလာပေးလို့ရတယ်ဆိုတဲ့ပုံစံမျိုးလုပ်ထားတယ်ပေါ့နော်ဒါပေမဲ့လက်ရှိမြန်မာနိုင်ငံမှာနော်နိုင်ငံရေးအကျဉ်းသားတွေအများကြီးသူတို့ဖန်ထားတာရှိရပါတော့ဒေါ်လာရေးအကျဉ်းသားတွေနိုင်ငံရေးအကျဉ်းသားတွေအများကြီးသူတို့ဖန်ထားတာရှိတယ်ချုံနှောင်ထားတာရှိတယ်အဲ့ဒါမပြောနဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆောင်းစုကြည်နဲ့ဦးဝင်းမြင့်အောင်သူတို့ဖန်ထားတာပဲလေဒါသူတို့ပြောရမယ်ဆိုသူတို့နော် အဲ့တော့ဖမ်းနာတာပဲဆိုတဲ့အခါကျတော့ဒီလိုလူတွေတော်မှ၅နှစ်လုံးလုံးကလင်ကြစ်ကြပြီးတော့မှသူတို့ချုံအောင်ထားပြီးတော့နိုင်ငံရေးအမျက်ထုတ်ပြနေတဲ့အထဲမှာအခု၅၃ည၅တွေဆိုတာနော်သူပြန်လာဖို့အတွက်တော့လုပ်တယ်လို့ဘာလို့ညာလို့ဆိုလို့ရှင်အကြမ်းဖက်စစ်ကောင်စီပူးတက်ဖို့အတွက်တော်လိုင်းရဲ့အတိုင်းဝိုင်းနဲ့နိုင်ငံရေးအတိုင်းဝိုင်းတွေကိုလွှတ်ထားတဲ့လူတွေပဲပြန်နေမယ်တကယ်အစစ်မှန်တော်လိုင်းရဲ့တမားတွေနိုင်ငံရေးတမားတွေတော့ပြန်မှာမဟုတ်ဒီကိစ္စကလေနော်၅၃ည၅ထုတ်တာထုတ်ခံရတာ နှစ်မျိုးရှိတယ်။နော်တော်လိုင်းကြီးအစတော့ငါးတုံကြာငါထုတ်ခံတာနှစ်မျိုးရှိတယ်။တဲတဲကွက်ကွက်နားလည်အောင်ဒါကျွန်တော်တခါတည်းရှင်းပြမယ်နော်။တကယ်ကိုတော်လိုင်းလို့တယ်တကယ်ကိုနိုင်ငံလို့တယ်တကယ်တီတီမီမီလို့လို့ငါးတုံကြာငါထုတ်ခံတဲ့အဖွဲရှိတယ်လို့။တချို့ငါးတုံကြာငါးတွေကကြတော့ဒါကျွန်တော်တို့အာနိုင်ငံသားထွက်ချင်လို့နော်အဲနောက်တတိယနိုင်ငံမှာနေချင်လို့ငါးတုံကြာငါးပတ်စံပေးပြီးထုတ်တဲ့အဖွဲတွေကတတ်တတ်ရှိသေးတယ်။ UN မှာရကြလို့နော် တတိယနိုင်ငံထွက်ချင်လို့အမေရိကရောက်ချင်လို့အော်စီရောက်ချင်လို့ဆိုတော့မှပတ်စံပေးပြီးထုတ်တဲ့စကားစာအတိုင်းဝိုင်းဆိုတာလည်းရှိသေးတယ်။အဲ့တော့အထူးသတိထားရမှာပေါ့နော်။အဲ့တော့အခုမြန်မာနိုင်ငံကြီးကဘာလို့ဘာလို့နေဆိုရေစစ်နဲ့စကားစစ်တယ်လို့ပဲ။ရေတန်တန်နေရဖို့အတွက်နော်ပြည်သူလူထုအတွက်အနာဂတ်အတွက်တိုင်းပြည်ရဲ့အနာဂတ်အတွက်ရေတန်တန်နေရဖို့စကားစစ်နေတဲ့ကာလလို့တော့မှဒါကျွန်တော်တို့ပြောလို့ရတယ်။နော်ပြောလို့ရတဲ့အတွက်ကြောင့်အဆအဆအရရအထူးအကုန်လုံးအားလုံးသတိရှိဖို့ ။ဒါအကြမ်းမဲ့စစ်ကောင်စီနဲ့ပတ်သက်တဲ့အတွင်းညညာစိတ်ဓာတ်ကိုအတိဆုံးသောလူတွေက တိုင်းသားတွေပို့တိမယ်။နော် EAUSD ပို့တိမယ်။နော်နောက်ပါမှာမြေပြန့်ဒီတာကလည်းအခုဆိုရင် အရန်တိကျွမ်းလာပြီ။အဲ့တော့ဒီလိုလူတွေကဒီလိုအတုအယောင်ရွေးကောက်ပွဲကိုလှုပ်ပြီးတော့မှအတုအယောင်ရွှေရည်စိတ်ဘဝတွေကိုပြီးမယ်ရွှေရည်စိတ်သူတို့ရဲ့ရွေးကောက်ပွဲကပါဆိုလို့ဆိုရင်တော့ရွှေရည်စိတ်ပေါ့အစ်စ်မရအောင်အတုပဲရအောင် ကိုလှည့်စားမယ်ကိုချော့မယ်ကိုလှည့်စားမယ်သူတို့ရဲ့ကြော့ကွင်းတွေထဲကိုဝင်အောင်အမျိုးမျိုးလှည့်ပတ်ပြီးတော့မှသူတို့တွေကပေါင်းမယ်အဲ့လိုမျိုးလှည့်ပတ်ပြီးပေါင်းမယ်အဲ့လိုမျိုးကြော့ကွင်းတွေထောင်ချောက်တွေထဲကနေကျွန်တော်တို့တွေကလွတ်အောင်ရုံးဖို့အတွက်တော့လိုအပ်ပါတယ်ခင်ဗျအဲ့တော့ပွဲမပြီးသေးရကျွန်တော်တို့တွေအားလုံးကသူတို့တွေရဲ့ကြော့ကွင်းတွေထောင်ချောက်တွေထဲကိုမဝင်မိစေဖို့အတွက်အင်မတန်မှအရေးကြီးပါတယ် အခု9395တွေကိုသူတို့ကပြန်လာခဲ့ပါမဲပေးလို့ရပါတယ်ဆိုတော့မှသူတို့ကတော့အဲ့လိုမျိုးအတန်ထွက်ပတ်တယ်ပေါ့နော်โอเค9395တွေရဲ့အရှိမ NCA လက်မှတ်တော်ထူကြတဲ့လူတွေအများကြီးပဲနေနော် NCA လက်မှတ်တော်ထူကြတဲ့လူတွေအများကြီးပဲနေပြီးတော့မှသူတို့တော့ကြားတယ်အခု NCA လက်မှတ်တော်ထူကြတဲ့လူတွေအားလုံးတော်တော်များများထူးကြီးခံရတာပဲအခုနောက်လျှောက်ထူးကြီးခံရတာပဲနော်ဒါကြောင့်ထူးကြီးတခံရတာပဲအဲ့တော့ ပြည်သူလူထုပေါ်မှာတစ္ဆာမရှိဘူးတော်လှန်ရေးပေါ်မှာတစ္ဆာမရှိဘူးနောက်ကိုယ်နိုင်ငံပေါ်မှာနောက်သူ့ပြည်ကြခဲ့တဲ့လူငယ်တွေမျိုးဆက်တွေအများကြီးရှိတယ်ဒီတော်လှန်ရေးကလေသူ့ပြည်ကြခဲ့တဲ့လူငယ်တွေမျိုးဆက်တွေပြည်နယ်နဲ့တိုင်းပေါ့နော်ဒီမျိုးနယ်အလိုက်မှာအများကြီးရှိတယ်သူတို့ကဒီနေ့ဒီချိန်ဒီကအမျှမဝေရသေးဘူးပေါ့အမျှမဝေရသေးဘူးအဲ့တော့အစုံတီကျွန်တော်တို့သွားရပါဖြစ်တယ် အစုံတိမသွားရေတော့ဒါကျွန်တော်တို့တွေအားလုံးအားလုံးကဒေါ်လာရေးတဲ့ပတ်သက်တော့ပါဒါကျွန်တော်တို့ဒါအသက်ပြီးဆက်သွားတဲ့လူငယ်တွေမျိုးဆက်တိတိပေါ်ပါတော်ဝပကြီးတဲ့အတွေ့အပြုကိုဒါကျွန်တော်တို့ရောက်နေတယ်လို့ဒါကျွန်တော်ပြောပြချင်ပါတယ်အဲ့တော့ဒီနိုင်ငံကြီးဒီဒေါ်လာကြီးကိုဘသူတူတူတယောက်ကမှခိုင်းစီလို့လောက်တာမဟုတ်ပဲနဲ့မျိုးဆက်တိတိလူငယ်တွေအနာဂတ်ကောင်းစားရေးအတွက်ကိုရှင်သန်မှုအတွက်ရည်တည်ဖို့အတွက်ဒါကျွန်တော်တို့လောက်တာဖြစ်တယ် ရက်တည်ကြတာဖြစ်တယ်လို့ဒါကျွန်တော်တို့ပြောပြချင်ပါတယ်ဘသူမှခိုင်းစရာမလိုပဲနဲ့ကိုယ်အလိုက်တည်ရစိတ်ဓာတ်နဲ့ဒါကျွန်တော်တို့ကအဆုံးထိလှမ်းရမယ်အနေထားပါလို့ဒါကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်เนาะအဲ့တော့အခုအကြံမဲ့စစ်ကောင်စီကထောင်ရောက်တွေအမျိုးမျိုးစင်ထားပါတယ်เนาะ EOSD ကိုလည်းထောင်ရောက်စင်ထားတယ်မြေပြန့်ဒေတာကိုလည်းထောင်ဆောင်တွေစင်ထားတယ်တွန်လိုင်းအတိုင်းဝိုင်းအတိတ်တွေကိုလည်းထောင်ရောက်တွေစင်ထားတယ်မျိုးပြမှာရှိနေတဲ့ပြည်သူလူထုကိုလည်းထောင်ချောက်ဆင်တာတယ်။ဗတ်ပေါင်းဆောင်သူထောင်ချောက်ဆင်ထားပါတယ်။เนาะ သူကလည်းအဲ့လိုမျိုးထောင်ချောက်တွေဆင်ပြီးတော့မှသူကလည်းဖောက်ထွက်မှရမယ်ဆိုတဲ့အနေအထားမျိုးသူကပြင်ဆင်ထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တွေအားလုံးကဒီအချိန်မှာပို့ပြီးတော့မှတွေးစီရမယ်ညင်ညွတ်ရမယ်အားလုံးကစူပေါင်းရမှာဖြစ်ပါတယ်နော်အဲ့တော့မြန်မာနိုင်ငံကိုတရုတ်ကွန်မြူနီရဲ့လက်ထက်မှာပေါင်စားထားတာအကျန်းပတ်စစ်ကောင်စီကနိုင်ငံရဲ့အစိတ်အပိုင်းတော်တော်များများကိုတရုတ်ကွန်မြူနီရဲ့လက်ထက်မှာသူပေါင်ထားတာဖြစ်ပါတယ် အခုမြန်မာနိုင်ငံကြီးဖြစ်ပြက်နေတဲ့အချိန်မှာမြန်မာနိုင်ငံကြီးအခုလိုမျိုးအာပြည်ရင်းစစ်ဖြစ်နေတဲ့အချိန်မှာစီးဝါအဖြစ်ဆုံးသောလူကိုကြည်လိုက်တရုတ်တွေပဲစီးဝါအဖြစ်ဆုံးတရုတ်ကွန်မြူနတီပဲစီးဝါအဖြစ်ဆုံးမြန်မာနိုင်ငံအလဲပိုင်းဒေသမှာလည်းသူတို့ပဲအများထုတ်တယ်နော် EOS တွေစီမှာလည်းလာကြည့်လိုက်တရုတ်ကွန်မြူနတီပဲအမျက်တွေထုတ်ထားတာအများကြီးပဲဘတ်ပေါင်းဆောင်သူတို့အမျက်ထုတ်ထားတာ ဲ့တော့မြန်မာနိုင်ငံအခုလိုအစိမ့်စိမ့်အမွားမွားသွေးထွက်တန်ရိုးတွေဖြစ်နေတဲ့အချိန်မှာအမျက်ရသွားတဲ့လူတွေကိုကြည့်လိုက်လို့ရှိရင်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေမဟုတ်ဘူးအညာသူအညာသားတွေလည်းမဟုတ်ဘူး EUS တွေလည်းမဟုတ်ဘူးဘယ်သူတွေကအမျက်အများဆုံးရသွားလဲဒီတရုတ်ကွန်မြူနစ်ကပဲအမျက်အများဆုံးရသွားတယ်ပြီးတော့မှကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေနားလည်ထားတာကကြားဖြန့်ကဘာကြီးကလည်းနားလည်ထားတာကလည်းကြားဖြန့်ဒါပေမဲ့ဒီကြားဖြန့်နေဆိုတာကတရုတ်ကွန်မြူနစ်ရဲ့ နော်တရှူတွေလို့ပြောလို့ရတယ်။နော်တို့တွေကမြန်မာနိုင်ငံအတွင်းထဲမှာဝင်နေတန်ဇာတာတွေဘယ်မှာရှိတယ်လဲ။ရွှေတွေဘယ်မှာရှိတယ်လဲ။မြန်မာနိုင်ငံမှာရှိနေတဲ့ချောင်းမြေဂျရနာတွေဘယ်မှာရှိတယ်လဲ။အကောင်လုံးတို့ကတရုတ်ပြည်ကိုအကောင်လုံးသတင်းပြန်ပို့တယ်။တရုတ်ကွန်မြူနီစီမှာအကောင်လုံးသတင်းပြန်ပို့တယ်။သတင်းပြန်ပို့တယ်။အဲ့လိုမျိုးနဲ့တို့ကအကောင်လုံးလှုပ်သွားတာတွေပဲ။နော်အဲ့တော့မြန်မာနိုင်ငံဒီဒီ၅နှစ်လုံးမှာအစိတ်စိတ်အမွားအမွား တိုင်းသားတွေဒေတာတွေမှာဆိုလို့ရှင်လဲရွာသူရွာသားတွေရဲ့ဒေတာတွေမှာဆိုလို့ရှင်လဲဘုံကျဲတက်ဖြတ်ခံရတယ်။မြေပြန့်ဒေတာအညာသူအညာသားတွေရဲ့ဒေတာတွေမှာဆိုလို့ရှင်လဲဘုံကျဲတက်ဖြတ်ခံရတယ်အစိတ်စိတ်အမွားမွားဖြစ်သွားတယ်။မြန်မာနိုင်ငံဘာအမျက်မှမရမြန်မာပြည်သူလူလည်းဘာအမျက်မှမရဘသူအမျက်အများဆုံးရလဲတရုတ်ကမျိုးနဲ့အမျက်အများဆုံးရတယ်။အော်အချမ်းမစစ်ကောင်စီတွေရဲ့အတိုင်းဝန်းကိုကြည့်မယ်ဆိုလို့ရှင်လဲရွှေရောင်းပြလိုက်စိတ်ရောင်းပြလိုက်ဟိုကရောင်းပြလိုက်ဒီကရောင်းပြလိုက်သူတို့ကြိုက်တာရောင်းပြတယ် ဒါပေမဲ့နိုင်ငံတော်ရဲ့ဘတ်ဂျက်ကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်အကျွေးတင်တာကလွယ်ဘာမှနိုင်ငံဖုံမျိုးတိုးတက်လာတာမရှိဘူးเนาะတော်ကြစိန်တစင်စာရောင်းပြပြန်ပြီတော်ကြရွှေတစင်စာရောင်းရောင်းပြပြန်ပြီတော်ကြဗရက်တီတစင်စာရောင်းပြပြန်ပြီတိုက်တလောက်ရောင်းပြပါဒါပေမဲ့နိုင်ငံတော်ကဘယ်အောက်မှရောက်နေတယ်လဲကမ္ဘာအကျွေးအထူးအပြောဆုံးသောအဆင့်မှာရှိတယ်အဲ့တော့ဒီရနေအားလုံးကလည်းကြားဖြန့်မယ် နိုင်ငံရေးကြားဖြတ်လို့ခေါ်တာပေါ့နော်နိုင်ငံရေးကြားဖြတ်လို့ခေါ်တာပြည်သူလူထုကိုတရင်အချက်အလက်မှန်မှန်ကန်ကန်သူတို့မပေးဘူးနိုင်ငံရဲ့စီးပွားရေးအခြေအနေမှာအခြေခံပြည်သူလူထုကိုတည်တည်ကြည်ကြမပေးဘူးအတိုင်းပြည်ကိုတည်တည်ကြည်ကြမပေးဘူးဒီအားနဲ့အားလုံးကမြန်မာနိုင်ငံကိုသူတို့တွေဒီတရုတ်ကွန်မြူနီနဲ့အာဏာရှင်တွေနဲ့ပူးပေါင်းမှုတော့မှာနိုင်ငံရေးကြားဖြတ်အသွင်အပြင်ပုံစံနဲ့အုပ်ချုပ်တာဖြစ်တယ်အားကြောင့်လက်ရှိမှာမြန်မာနိုင်ငံမှာနေဆက်ရေးရာတရင်တွေလည်းအများကြီးဖုံးကန်ရတယ်နေဆက်ရေးရာတရင်တွေဖုံးကန်ရတယ် အလဲပိုင်းဒေတာသတင်းတွေဖုံးခံရတယ်တောင်တန်းဒေတာသတင်းတွေဖုံးခံရတယ်တနိုင်ငံလုံးအတိုင်းအတာသတင်းတွေဆိုလို့ရှိရင်မှန်မှန်ကန်ကန်တိတိကျကျနဲ့ရနိုင်ပေါ်ကအင်မတန်ခက်ခဲတဲ့ကာလတွေကိုမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေက၅နှစ်တာလုံးဒါဖြတ်ကျော်ခဲ့ရတယ်အလွတ်တန်းသတင်းထောက်တွေကိုလည်းဖမ်းနေချုပ်တဲ့အချုပ်နောက်နေကိုထည့်တယ်နော်ဒါပေမဲ့အလွတ်တန်းသတင်းထောက်တွေကိုလည်းထုတ်တယ်နောက်တိုင်းတိုင်းရေးရသမားတွေကိုလည်းသူတို့တွေဒီဖမ်းနေချုပ်တယ်ဒီပြန်ဒီတာနဲ့ပတ်သက်ပြီးတော့မှသွားလာနေတဲ့လူတွေကိုလည်းသူတို့ဖမ်းပြီးတော့မှ ချုပ်ပြီးတော့မှသူတို့နေတယ်အဲ့တော့မြန်မာနိုင်ငံမှာသတင်းလည်းပတ်စီးဆင်းမှုက blast ဖြစ်သွားတယ်အမှန်မှန်ကန်ကန်တိတိကျကျမရဘူးဖြစ်သွားတယ်အဲ့တော့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့မှအမှန်မှန်ကန်ကန်တိတိကျကျသတင်းတွေမရတဲ့အခါကျတော့မြန်မာနိုင်ငံက black list ဖြစ်သွားတယ်အဲ့တော့ဒီနေ့ဒီချိန်ဒီမြန်မာနိုင်ငံဟာကမ္ဘာပံနဲ့လည်းအခြေဆက်မရှိသေးသလိုကမ္ဘာကုန်သွယ်ရေးများအသိနဲ့လည်းအခြေဆက်မရှိသေးဘူးဒီစကားကိုနေတဲ့မြန်မာပြောတာဒီဒေါ်လာရင်းအစကြေပြောခဲ့တယ်เนาะမြန်မာနိုင်ငံရေးအစကြေပြောခဲ့တယ် ီနေ့ဒီချိန်ကြီးလဲဒီစကားထပ်ပြောနေရတော့မှာပဲဒီနေ့ဒီချိန်ကြီးကဒီစကားရပြန်ပြောมาပြောနေရတဲ့အနေထားအသွင်ပြင်มาပဲအဲ့တော့အချမ်းမစစ်ကောင်စီရဲ့လက်ထက်မှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြောမှာအမျက်ထုတ်သွားတာဟာတိုင်းသားတွေလည်းမဟုတ်ဘူးမြေပြန့်ဒီသားတွေလည်းမဟုတ်ဘူးเนาะမြန်မာနိုင်ငံမှာရှိနေတဲ့ကချင်ကယားကရင်ချင်ပမာမော်ရကိုင်းချင်းဘယ်သူမှအမျက်မရအောင်ဘယ်သူအမျက်ရလဲတရုတ်ကွန်မြူနီနဲ့အမျက်ရတယ်ရုရှားကွန်မြူနီနဲ့အမျက်ရတယ်သူတို့ပဲအမျက်ထုတ်သွားတာ သူတို့ပဲကုန်သွေးဆုပ်သွားတာအဲ့တော့မြန်မာနိုင်ငံကိုဟလာတရုတ်ကွန်မြူနီရဲ့လက်ထဲကိုထိုးကျွေးတဲ့တရက်ခမ်းဘသူလဲရုရှားကွန်မြူနီရဲ့လက်ထဲကိုထိုးကျွေးတဲ့လူတွေကဘသူတွေလဲဒီအကြမ်းမဆစ်ကောင်စီတွေပဲဖြစ်တယ်ဒီအကြမ်းမဆစ်ကောင်စီတွေပဲဖြစ်တယ်နောက်ဒီအကြမ်းမဆစ်ကောင်စီနဲ့အာဏာရှင်တွေပဲဖြစ်တယ်နောက်ပြည်သူလူထုကိုမျိုးဩဇာဖြစ်တောင်းတယ်ရန်ကုန်မြို့ပြမှာရှိကြတဲ့ပြည်သူလူထုအာခီးတွေပါနေသွားလို့ရှိရင်တကယ်နေဆက်ဒေတာတွေ နောက်ဒိုင်းနာကြီးရွာတွေဒေတာတွေအကုန်လုံးကိုသွားကြည့်ပါနောက်အခုမြန်မာနိုင်ငံမှာရှိနေတဲ့ဒီရုပ်ရှင်ရုပ်တန်လိုင်းတွေဆိုကျွန်တော်တို့လေ့လာကြည့်လိုက်တဲ့အခါမှာမင်းငယ်လင်ငယ်ကားတွေနဲ့ပဲများနေတယ်မင်းငယ်လင်ငယ်ကားတွေပဲများနေတဲ့အခါကျတော့ဒီအရာတွေနဲ့စိုက်ွားတွေနဲ့သူတို့တွေကဒီအချမ်းမစစ်ကောင်စီနဲ့အာဏာရှင်တွေဟာမြန်မာလူငယ်တွေမျိုးဆက်တစ်တည်းရဲ့ဘဝတွေကိုအဲစိုက်ကိုနဲ့ပေါ့နော်ဟိုဖျက်ဆီးထားတာကိုတွေ့ရတယ် အားကြောင့်ရန်ကုန်မြို့မှာရှိနေတဲ့ပြည်သူလူထုကမျိုးဆက်တဲ့လူငယ်တွေကမျိုးပြမှာရှိနေတဲ့လူငယ်တွေတော်တော်များများလင်းငယ်မင်းငယ်တွေစိတ်တွေနဲ့ဖွံ့မိုးပြီးတော့မှအများကြီးပျက်စီးနေတာကိုဒါကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဒီရတဲ့အားလုံးကိုလည်းအချမ်းမဆစ်ကောင်စီကစနစ်တကျနဲ့ဖျက်ဆီးတာဖြစ်ပါတယ်။နောက်အချမ်းမဆစ်ကောင်စီရဲ့လက်ထက်မြန်မာနိုင်ငံမှာရှိနေတဲ့ရုပ်ရှင်လောကထုတ်လုပ်သူတွေနော်တံပရမရုပ်တံစီရီတွေထုတ်လုပ်သူတွေအားလုံးကလည်းအာနာရှင်တွေပဲဖြစ်ပါတယ် ်ဟောအာနာရှင်အတိုင်းဝိုင်းရမယ်ဖြစ်ပါတယ်ဒီအာနာရှင်အတိုင်းဝိုင်းဒီရည်အားလုံးကိုစနစ်တကျစီမံပြီးတော့မှဘာကရရမယ်ဘလူကရရမယ်လဲဒီရည်ကိုရိုက်ပြပြီးတော့မှမြို့ပြမှာရှိနေတဲ့လူငယ်တွေအားလုံးအားလုံးရဲ့ဘဝတွေကိုစနစ်တကျသူတို့အားဖြည့်ဆည်းပြပြသွားတာဖြစ်ပါတယ်အဲ့တော့လူငယ်တွေကလည်းဒီအချိန်မှာကဘာကြီးနဲ့အခြေဆက်ရဖို့အတွက်ပြည်တွင်းမှာရှိနေတဲ့လူငယ်တွေကလည်းကဘာကြီးနဲ့အခြေဆက်ရဖို့အတွက်ကဘာပန်နေနဲ့အခြေဆက်ရဖို့အတွက်သူတို့မစင်းစားတော့ဘူးသူတို့ဘယ်လိုမျိုးလွယ်လွယ်ကူကူ ရှင်းတန်လို့ရမလဲလွယ်လွယ်ကူကူဖြတ်တန်လို့ရမလဲဆိုတဲ့အနေဒါအတခုအတွင်ပြင်းနေပဲသူတို့သွားတဲ့အနေဒါကိုဒါသူတို့ရောက်သွားပါတယ်အဲ့တော့မိဘညီကိုမောင်နှမများအခုအကြမ်းမဆစ်ကောင်စီထုတ်တဲ့ငါးတုံညာငါးဟိုးတဲ့သူတို့တွေကပြန်ရုပ်သိမ်းပြီးတော့မှာတဲ့မဲလာပြေးဖို့တော့ကိုသူတို့ကလုံနေလေတဲ့ဒါတွေအားလုံးကလည်းကြော်ခွင်းနေထောင်ချောက်တွေပါပဲเนาะအဲ့တော့အော်သူတို့ဘက်ကနေပေါ်မှာလိပ်ပြလုံနေဆိုလို့ရှိရင်အကြမ်းမဆစ်ကောင်စီမင်းအောင်လိုင်းတို့ဘက်ကနေပေါ်မှာလိပ်ပြလုံနေဆိုလို့ရှိရင်ဒါနိုင်ငံရေးချင်းသားတွေပြန်လုံလိုက်လေ နိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်နဲ့တမရာကြီးဦးဝင်းမြင့်တို့ပြန်လွတ်လိုက်လေပြန်လွတ်လိုက်လေပြန်လွတ်လိုက်လေနော်လူငယ်တွေကတောက်ထောက်ကြည့်လေပြန်လွတ်လေပြန်လွတ်လိုက်လေနိုင်ချင်းတွေကိုပြန်လွတ်လေကလေးမျိုးမှရှိနေတဲ့နိုင်ချင်းတွေကိုပြန်လွတ်လေဟန်တောင်မြို့မှာရှိနေတဲ့နိုင်ချင်းတွေကိုပြန်လွတ်လေရန်ကုန်မှာရှိနေတဲ့နိုင်ချင်းတွေကိုပြန်လွတ်လေနော်ပြန်လွတ်လေလွတ်လပ်သောသတင်းမီဒီယာအဖွဲ့တွေကိုပြန်လွတ်လေ လွတ်လပ်တော့တရင်ထောင်လိုင်းရဲ့အဖွဲတွေကိုအကုန်လုံးပြန်လို့နေဒါတွေကြတော့သူမလွတ်ပဲနဲ့9395နဲ့ထုတ်ထားတဲ့သူတွေပြန်တော့ပြန်လာပါလိမ့်မယ်ခမားလို့အကြမ်းဆစ်ကောင်စီတွေဘက်ကတော်လန်ရေးနိုင်ငံရေးမှာပူတတ်ဖို့အတွက်လွတ်ထားတဲ့9395တွေတော့ပြန်လာလိမ့်မယ်တကယ်အစ်စ်မန်တော်လန်သမားတွေတော့ပြန်လာမှာမဟုတ်ဘူးတကယ်အစ်စ်မန်နိုင်ငံရေးသမားတွေကတော့အဆုံးထိသူတို့ပြန်သွားလိမ့်မယ်အဆုံးထိသူတို့ရှောက်လိမ့်မယ်ဘလို့အခက်ခဲတွေ့နေပါစေဘလို့မျိုးဒုက္ခစိတ်ဆင်းရဲတွေတွေ့နေပါစေ နော်ပြည်သူနဲ့အတူဒုက္ခခံမယ်ပြည်သူနဲ့အတူဖြတ်သန်းမယ်ပြည်သူနဲ့အတူရှင်သန်မဲ့လူတွေကတော့အဆုံးထိဆက်သွားလိမ့်မယ်။နော်ခင်ဗျားတို့ရဲ့အချမ်းပတ်စစ်ကောင်စီရဲ့လှဲ့ကွက်ကြော်ခွင်ထောင်ချောက်တယ်လူငယ်တွေမျိုးဆက်တစ်တည်းကမျက်ရှိမပြတ်24နာရီစောင့်ကြည့်နေတာဖြစ်တယ်။အခု NCA တော်ထိုးကြတဲ့အဖွဲ့တွေလည်းခင်ဗျားတို့ထိုးကြည့်လိုက်တာပဲ။ထိုးကြည့်လိုက်တာပဲ။အခုဆိုလို့ရှိရင်လည်းခင်ဗျားတို့အချမ်းပတ်စစ်ကောင်စီနဲ့အာဏာရှင်တွေကဘယ်တိုင်းသားတွေကိုထိုးကြည့်ရမလဲ။ဘယ်အဖွဲ့အစည်းတွေကိုထိုးကြည့်ရမလဲ။ ဘယ် EO က EO တွေကိုထိုးကြရမလဲဘယ်တော်လန်ရဲ့အဖွဲ့တွေကိုထိုးကြရမလဲခင်ဗျားတို့ဒါပဲလိုက်ရှာနေတာအဲ့တော့ကျွန်တော်တို့မြန်မာတနိုင်ငံလုံးမှာရှိနေတဲ့တော်လန်ရဲ့အဖွဲ့အစည်းတွေနိုင်ငံရဲ့အဖွဲ့အစည်းတွေ EO ရဲ့အဖွဲ့အစည်းတွေကဒီအကြမ်းဖက်စစ်ကောင်စီနဲ့ခရိုနီတွေအာဏာရှင်တွေတရုတ်ကွန်မြူနစ်တွေရဲ့တားကောင်မဖြစ်စေဖို့အတွက်အင်မတန်တတိထားရမယ့်ကာလဖြစ်ပါတယ်တားကောင်မဖြစ်စေဖို့အတွက်သူတို့တွေရဲ့ကြော်ခွင်းတွေထောင်ချောက်တွေတွေကလည်းမှလွတ်အောင် ရုံထွက်ဖို့အတွက်အင်မတန်အရေးကြီးပါတယ် เนาะအဲ့တော့ကျွန်တော်တို့ကသာပြည်သူလူထုကသာเนาะအဲတိုင်းသားတွေကသာเนาะမြေပြန့်ဒေသလူတွေကသာစိတ်လေးတွေကရွရွရှင်းရှင်းနေနေနေကြဒီအကြမ်းမဲ့စစ်ကောင်စီကကြတော့ तू ကတော့နေရက်စင်တန်းကြားကွက်ထိုးသလိုပဲ तू ကအမြဲတမ်းပြည်သူလူထုကြားထိုးကစားနေတာပဲเนาะဘသူတွေကိုထိုးကြွရမလဲဘသူတွေသူတို့အချင်းချင်းတော့ထိုးကြွတာဗျာသူတို့ဘုံမှုချုပ်တွေတောင်ထိုးကြွတာဗျာသူတို့ထဲမှာရှိနေတဲ့ဘိုးအစ်င့်တွေတောင်ထိုးကြွတာဗျာကျန်တဲ့သူတွေဆိုပြောမနေနဲ့ဇတုတာနဲ့စားတဲ့အကြမ်းမဲ့စစ်ကောင်စီကျန်တာမပြောတော့နဲ့ အကုန်လုံးသူတို့ကထိုးကြွေးပါနော်ဒီအကြမ်းမဲ့စစ်ကောင်စီရဲ့စိတ်ကစိတ်တစလူတက်သမားလို့ခေါ်တယ်စိတ်တစလူတက်သမားခေါ်တယ်မူမမှန်တော့နိုင်ငံအုပ်ချုပ်တဲ့အခါမှာမယိုးရှင်းတဲ့စိတ်နဲ့အုပ်ချုပ်တယ်ကလင်ကကြီးစိတ်နဲ့အုပ်ချုပ်တယ်ဘာသာရေးကိုခုတော်လုပ်တယ်ဘာသာတရားကိုခုတော်လုပ်တယ်အမျိုးဘာသာသာသနာကိုခုတော်လုပ်တယ်အမျိုးဘာသာသာသနာကိုအကြောင်းပြပြတော့ပါအခုဂါတက်လုံးလုံးဘယ်အမျိုးဘာသာသာသနာဘယ်နာတော်တုတ်တတ်တာရှိတယ်ကျွန်တော်တို့ပြန်စစ်စားတစ်ခုမှမရှိဘူး အားလုံးတစ်ခုမှမရှိဘူးပဲဘယ်နေရာမှာအမျိုးဘာသာသာသနာဖွံ့ဖြိုးတိုးတက်တာမရှိဘူးဒီအကြပ်ဘက်စစ်ကောင်စီတဲ့ခရိုလီတွေအာနာရှင်တွေကတရုတ်ကွန်မြူနတီတွေနဲ့ပေါ့နော်ဒီရုရှားကွန်မြူနတီတရုတ်ကွန်မြူနတီနဲ့ပေါင်းပြီးတော့ပါအဲဆဆအရာရာကိုအကုန်လုံးထိုးကြွေးတာဖြစ်ပါတယ်အဲ့ဒါကိုတနိုင်ငံလုံးဒီပါကသဘောပေါက်ဖို့အတွက်လိုအပ်ပါတယ်အခုလက်ရှိသူတို့လုပ်ပဲရွေးကောက်ပွဲရလဲအတူအရောင်ရွေးကောက်ပွဲဖြစ်ပါတယ်အခုခေါ်နေတဲ့ငါးသုံးညာငါးဆိုတာလဲအတူအရောင်ပဲဖြစ်ပါတယ်အဆအဆအရာရာထိုးကြွေးဖို့အတွက်သူတို့ပြင်ဆင်နေတာဖြစ်ပါတယ် မြန်မာနိုင်ငံကြီးဆိုတာကျင်းကျင်းလေးပါမြန်မာနိုင်ငံကြီးဆိုတာတိတိလေးပါနော်ခင်ဗျားတို့အကြမ်းဖက်စစ်ကောင်စီတွေကအမျိုးမျိုးလှည့်စားဖို့လှည့်ွက်တွေအမျိုးမျိုးကြိုက်တယ်လို့လို့မျိုးဆက်တစ်တွေအတွက်ကကချစ်ကြရကင်းချင်းဗမာမော်ဒကရှင်းကအဲ့ဒီဒီရင်နဲ့အသိနှလုံးထဲမှာထည့်ထားတယ်ဗျဘသူထဲမှာနှလုံးသားမဝေးဘူးရခိုင်ဆိုနဲ့လဲရခိုင်ဆိုရင်လဲဒါကျွန်တော်တို့နှလုံးသားနီးတယ်ကချင်ဆိုရင်လဲနှလုံးသားနီးတယ်ကချစ်ကြရကင်းချင်းဗမာမော်ဒကရှင်းတိုင်းသားအားလုံးနဲ့နှလုံးသားနီးနီးလေးတွေဖြစ်ပါတယ်လို့ဒါကျွန်တော်ပြောပြချင်ပါတယ် အားလုံးနဲ့နှလုံးသားအနီးဆုံးရှင်သန်နေထိုင်ကြတဲ့လူတွေပဲဖြစ်ပါတယ်ဘယ်သူလို့ပါကျွန်တော်တို့ခွဲလို့မရပါဘူးဒါအခုဒါတိုင်းသားတွေကိုခင်ဗျားတို့ထူးချွေးတယ်မြန်မာနိုင်ငံမှာပြဿနာရှာတာပြည်တွင်းစစ်ကိုပြဿနာရှာတာခင်ဗျားတို့အကြမ်းမစစ်ကောင်စီနဲ့ခရိုနီတွေအာဏာရှင်တွေရှာတာဖြစ်ပါတယ်အခုတပြည့်ပြည့်တပြည့်ပြည့်တဲ့ခင်ဗျားတို့ဘာလုပ်လာလဲထူးချွေးလာတယ်တိုင်းသားတွေကိုထူးချွေးလာတယ်မြေပြတ်ဒေသကိုထူးချွေးလာတယ်တော်လိုင်းရဲ့အဖွဲ့အစည်းတွေကိုထူးချွေးလာတယ်အားကြောင့်ကျွန်တော်တို့ပြောပြကြတာဒီကအခုတော့အခုလိုမျိုးအခြေပါပေါ့နော် အဆဆရရအားလုံးကအထူးဒီအကြပ်ပဲစစ်ကောက်စီရဲ့တားကောင်မှဖြစ်စေဖို့အတွက်အထူးတတိဝရိယရှိရတော့ပဲအချိန်ဖြစ်ပါတယ်လို့ပြောပြချင်ပါတယ်အကြပ်ပဲစစ်ကောက်စီရဲ့ပိုက်ကိုကြော့ကွင်းထောင်ချောက်နော်ဒီအပြူပြူအားတွေတော့ကျွန်တော်တို့လွတ်ပြောက်တိုင်ဖို့အတွက်ကိုဒါကျွန်တော်တို့အဆုံးထိသွားပါဖြစ်ပါတယ်နော်အဲ့ပါမြမနိုင်ငံရဲ့စီးပွားရေးစီးရှင်းတဲ့တွေကိုမထုတ်ပြဘူးမြမနိုင်ငံရဲ့ကုန်သွယ်ရေးအစစ်မှန်တွေကိုမထုတ်ပြမယ်နဲ့ ရွေးကောက်ပွဲတွေရှောက်လို့နော်ဘသူတွေကယုံကြည်မှုရှိပလဲဘယ်တိုင်းတားမှခင်ဗျားတို့မယုံကြည်ဘူးဘယ်မြေပြန့်နေတားမှခင်ဗျားတို့မယုံကြည်ဘူးဘယ်တော်လိုက်အဖွဲ့စီမှခင်ဗျားတို့မယုံကြည်ဘူးနော်ဟုတ်ပြီလားနိုင်ငံကို တစားစီစုပ်ပြတ်တ်သွားအောင်ဖြည့်ဆည်းပြီးတော့ပါမြန်မာတိုက်ကကိုတစားစီရားစရာမရှိအောင်လှုပ်သွားပြီးတော့ပါခင်ဗျားတို့တွေဟာပြည်သူလူထုကိုမြေဩစာအဖြစ်အသုံးပြုပြီးတော့ပါခင်ဗျားတို့တွေဟာဟလာတပရာကြီးတွေတက်လို့ချင်ကြတယ်ဝင်ရင်းချုပ်တွေတက်လို့ချင်ကြတယ် နိုင်ငံခေါင်းဆောင်တွေတက်လို့ကြံကြတယ်မရဘူးဗျပြည်သူလူထုရဲ့အသက်တွေကိုတတ် ပြီးတော့ပါတိုင်းသားတွေရဲ့အသက်တွေကိုတတ်ပြီးတော့ပါမြေပြန့်ဒေသအညာသူအညာသားတွေရဲ့ဘဝတွေရဲ့ကိုစုပ်ပြတ်တက်သွားအောင်ကံကြမ္မာတွေကိုဖန်တီးပြီးတော့မှခင်ဗျားတို့တမနာတက်လို့လို့မရဘူးခင်ဗျားတို့ဝကြီးလို့လို့ပြခင်ဗျားတို့စိုက်တဲ့အတိုင်းပြန်ရေးကြပါခင်ဗျားတို့တမနာကြီးဖြစ်နေတော့မှခင်ဗျားတို့ကိုပြန်တက်မဲ့သူပေါ်လာအောင်ပါဘာဖြစ်လို့လဲခင်ဗျားတို့လုတ်ခဲ့တဲ့ချိန်စာခင်ဗျားတို့နောက်ကိုလိုက်ပါဘာဖြစ်လို့လဲခင်ဗျားတို့က တမန်တမန်နဲ့ခင်ဗျားတို့နေရာယူခဲ့တာပေါ့ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ခင်ဗျားတို့နေရာယူခဲ့တာပေါ့တိုင်းသားတွေရဲ့ရင်းနဲ့နှလုံးသားတွေကလာတဲ့ထောက်ခံမှုတွေနဲ့ခင်ဗျားတို့လုပ်ခဲ့တာပေါ့နော်လက်နဲ့နဲ့ချင်းချောက်တန်းနဲ့နဲ့ချင်းချောက်အာနာနဲ့ချင်းချောက်ပြီးခင်ဗျားတို့လုပ်ခဲ့တဲ့အရာတွေခင်ဗျားတို့မထောက်ခဲ့ခင်ဗျားတို့တတ်ဖြတ်လိုက်ခင်ဗျားတို့အကြံဖတ်လိုက်ယူသားသောစိတ်တဲ့နဲ့ပြည်သူလူထုကြားထဲမှာခင်ဗျားတို့မရှင်းတာဘူး။ရိုးရှင်းသောစိတ်တဲ့တွေနဲ့ပြည်သူလူထုရဲ့ကြားထဲမှာခင်ဗျားတို့မရှင်းတာဘူး။နော်မရှင်းတော့ ဲ့တော့ကျွန်တော်တို့အစစ်မှန်ဘယ်တော့မှရမှာမဟုတ်ဘူးတော့ကျွန်တော်တို့တမရာကြီးတက်လို့တယ်ဟိုဆိုဆိုပါတော့ကျွန်တော်တို့နောက်ကျောလုံမလားဝင်းကြီးချုပ်ကျွန်တော်တို့တက်လို့တယ်ပါဆိုပါတော့ဘယ်ပြည်သူလူထုမှနမကံဘယ်တိုင်းသားမှနမကံကျွန်တော်တို့ဝင်းကြီးချုပ်ပဲတက်လို့လို့တမရာကြီးပဲတက်လို့လို့နေစိတ်ရပဲလို့လို့ခင်ဗျားတို့နောက်ကျောလုံမှာမဟုတ်ဘူးခင်ဗျားတို့စိုက်တဲ့အတိုင်းခင်ဗျားတို့ကရေးရပါဖြစ်ပါတယ်လို့ပြောပြချင်ပါတယ်အဲ့တော့ခရိုနီတွေအာနာရှင်တွေဟာ အမျိုးမျိုးကောက်ချစ်စင်းလဲရုံမာမှုတွေနဲ့အတူတူသူတို့ရှင်တန်နဲ့လုပ်တဲ့အရာတွေအားလုံးအားလုံးသူတို့ရဲ့ကံကြမ္မာသူတို့စီသွားမှာဖြစ်ပါတယ်လို့ပြောချင်ပါတယ်အဲဒါကြောင့်လူကြီးတို့ရှင်မပြောမှာပေါ့နော်ဒီကာလမှာအကြမ်းစစ်ကောင်စီရဲ့တားကောင်မဖြစ်စေနဲ့အကြမ်းစစ်ကောင်စီနဲ့ဒီတရုတ်ကွန်မြူနီခရိုနီတွေအာဏာရှင်တွေရဲ့တားကောင်မဖြစ်ပါစေနဲ့အားလုံးလွတ်အောင်ရုံနိုင်ကြပါစေနော်လွတ်အောင်ရုံနိုင်ကြပါစေလို့ပြောရင်းနဲ့ဒီနေ့မနက် live ကို ဒီမှာရန်နာခွင့်ပြုပါယေစုတင်ပါတယ်နားတော်မိတဲ့မိဘကြီးကိုမောင်တို့မနော်အချင်းချင်းမျှဝေပေးတဲ့ညီကိုမောင်တို့မလိုက်ရှယ်လုပ်ပေးတဲ့မိဘကြီးကိုမောင်တို့တွေအားလုံးအထူးကျေးဇူးတင်ပါတယ်နော်ကျွန်တော်တို့တွေဟာအဆုံးထိသွားမဲ့လူတွေဖြစ်ပါတယ်တိုင်းသားတွေအတွက်မြေပြန့်ဒေသအတွက်မြန်မာနိုင်ငံအတွက်နော်အားလုံးဟာအသက်ပေးဖို့အတွက်နော်အမြဲတမ်းအစဉ်သင့်ရှိနေတဲ့လူငယ်တွေမျိုးဆက်တွေဖြစ်ပါတယ်အဆုံးထိရှောင်လန်းကြမဲ့လူငယ်တွေဖြစ်ပါတယ် 阿罗，见宋佳美，继续点买。